ရှေ့ဘုံမျိုးနဲ့မူဒူရွာမှာမူရှာထွက်လာတဲ့ရွာသားငါးဦးကိုစကောင်းစီတက်ကားစစ်ကြောင်းနဲ့အတူဖမ်းဆီးခေါ်ဆောင်သွားပြီးခုနှစ်နာရီလောက်ကြာမှပြန်လော့ခဲ့တယ်လို့ဒေသခံရွာသားတွေစီကသိရပါတယ်။တဝဲတူစီဝါရီဆိုရင်းနဲ့စိတ်ကန်းစီမံကိမှာတပ်ဆွဲထားတဲ့စစ်ကောင်းစီတဟာမင်းနဲ့ဆက်တည်းမနဲ့စောစောမှမူရွာဘက်ကိုအနောက်ဘက်တောကြောင်အတိုင်းစစ်ကြောင်းထိုးခဲ့လို့ဆိုပါတယ်။ အဲ့ဒီစေချောင်းဟာမနက်9နာရီခွန်ကျမှမူလူရွာအနောက်ဘက်တော်ရဲကိုရောက်လာချင်းမော်ရှာဖို့တော်ရဲရောက်နေတဲ့မူလူရွာသားတွေနဲ့တွေ့ခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်စစ်ကြောင်းနဲ့တွေ့လို့ရွာသားတွေကထွက်ပြေးကြပြီးထွက်မပြေးနိုင်ပဲကြံခဲ့တဲ့အမျိုးသမီးတဦးနဲ့အမျိုးသားလေးဦးကိုစစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်ဖမ်းခေါ်သွားတဲ့ဒေသခံ၅ဦးကိုမူလူရွာရဲ့တောင်ပေးမြန်မာစစ်ရွာအယောက်နေလ၁၂နှစ်ဆောက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့သိရပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းမှာအင်အား90ကျော်ရှိပြီးဒင်းလိမလာ22ရက်မနေ့ပိုင်းမှာတော့မြမင်စိတ်ရွာရဲ့တောင်ဘက်ဘလီရွာအနီးမှာရှိနေသေးတယ်လို့ဒေသခံတွေက ပြောပါတယ်အခုနှစ်တဲစကောင်စီနဲ့ရုရှားအစိုးရတို့ဒွေတူစီဝိုင်းဆိုဖို့ပုံအောင်အကောင့်ထဲပေါ်ဖို့သဘောတူညီမှုရရှိပြီးဒွေရင်နဲ့စိတ်ကြံမှာစကောင်စီတအင်အားတို့ရလောက်တန်ဆွဲထားတာပါ စစ်ကောင်စီတားပေးတဲ့မာလာကိုပိုင်ကစားပြီးဒွေရင်နဲ့စေကန်းစီမာကိနာကလူမှုလေဒေတာကျေဝါတွေကိုရှောင်းတခင်ဝင်ရောက်စေချောင်းထိုးရရဲ့အရှင်နေပါတယ်